ဟုတ်ကျွန်တော်အကိုတဝမ်းခွဲပေါ့မန္တလေးကအကိုတဝမ်းခွဲဆိုရင်တို့ကငါးထက်တိုက်ပေါ့နော်ငါးထက်တိုက်ရယ်သူကအမေရယ်သူကအပြင်ထွက်ပြေးပြီးွားရယ်လွတ်ပြီးွားရယ်ခင်ဗျလွတ်ပြီးတော့မှအပေါ်မှာသူ့အမေကြံခဲလို့ဆိုပြီးပြန်တက်ခေါ်တဲ့အချိန်မှာငါးထက်တိုက်တစ်ခုလုံးဂျုံဝင်သွားတာပါပြီးတော့ကြောင်းဘလို့ဖြစ်လဲဆိုတော့ဟိုတောမီလောင်တောကြောင်လက်ခမောင်းကပေါ့အဲငါးတက်တိုက်အကျွင်းအပိုင်းစားတွေထဲမှာကျွန်တော်တို့အကိုတွေရဲ့ဟိုလက်ဝိလက်စားတွေမိခင်တက်တိုက်မှာရှိတဲ့ပစ္စည်းတွေအကုန်လုံးလည်း ဟို you you မရှာမတွေ့တော့ဘူးဗောနော်ဘယ်သူဘယ်ဝါယူရလဲမသိမယ်ကဲတဲ့လူတွေလည်းရှိမယ်အဲ့ဒီမှာတောချောင်တွေလည်းရှိမယ်ကဲမလို့နဲ့ယူရရလည်းရှိမယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါဒါတနိုင်ငံလုံးတိုင်းနိုင်ငံကြီးပါခံစားနေရတဲ့အတွက်အသက်မသေးတာတွေမဲ့အသက်အန္တရာယ်မထိခိုက်တာတွေမဲ့တော်တော်ကန်ကောင်းနေပြီလို့ဆိုရပါမယ်ခင်ဗျာ ကျွန်တော်အခုအသက်ရှင်နေတဲ့လူတွေလည်းနောက်ထပ်ဖြစ်လာနိုင်ခြေတွေကိုနည်းနည်းမှန်းဆပြီးတော့ဟိုစင်နေချင်းချင်းတတိရှိလေးနေဖို့ကိုကျွန်တော်ဒီကနေကျွန်တော်အမမပုံမနဲ့ကျွန်တော်မင်းပိုင်ကနေပြီးတော့ဒီဆိုင်ကြောင်ပြောချင်ပါတယ်ခင်ဗျာဟုတ်မလွတ်သွားဘူးခင်ဗျာသူ့အမေကိုပြန်ခေါ်ပြီးတော့သူ့ပါတခါလဲပါပြီးတော့အခုတမိသားသူလုံးကတော့ပါရဲ့ဟိုဟာအိဋ္ဌာဖြစ်သွားတာပေါ့ခင်ဗျာ ဒါအဲ့လိုဟုတ်တယ်ပါခင်ဗျာအဲ့လိုအဖြစ်ပြက်မျိုးတွေလည်းအခုမန္တလေးမှာလည်းအများကြီးပါပဲကျွန်တော်အကိစ္စတွေကိုရင်းနေထည့်လာလို့မရပါဘူးဒီမှာကျွန်တော်ကျွန်တော်အမှုပညာကျွန်တော်အပြုံးနေပျော်ရွှင်မှုလေးတွေပေးရမယ်ဖြစ်တဲ့အတွက်ကျွန်တော်ရင်းနေမှာတော့အကိစ္စတွေရှိနေပါတယ်ဝမ်းနည်းနေပါတယ်ခံစားနေရပါတယ်ခင်ဗျာကောင်းဖြစ်ပါတယ်ကျွန်တော်ရင်းနေကပြောတာပါခင်ဗျာဟုတ်ကျွန်တော်ကတော့ဟိုဟာဟိုရုပ်ရှင်တရုပ်ဆောင်မင်းပိုင်ပါခင်ဗျာ မပါရှင်းမင်္ဂလာပါရှင်းမင်္ဂလာပါခင်ဗျာလဲဆိုတော့ကျွန်တော်တို့ဒီတဘာဝကပ်ဘေးဆိုတာထဲမှာငလင်ဘေးကကျွန်တော်တို့ခံမှန်းကလည်းမလွယ်သလိုပြီးတော့ဟိုအတိုင်းအဆောက်ကျွန်တော်တို့ဟိုမှန်းလို့မရပါဘူးခင်ဗျာပြီးတော့အချိန်ကာလကိုလည်းဟိုဘဏ္ဍာကနေဘဏ္ဍာကြီးတော့လှုပ်ခတ်မယ်လေမှန်းလို့မရတော့အားလုံးအခုကျွန်တော်တို့မြန်မာနိုင်ငံမှာမကြုံမစုအင်အား0.7ကျော်တဲ့ငလင်မျိုးကဒါရှားနိုင်ငံမှာတော့အရေးပေါ်အခြေအနေ7.0ကျော်တဲ့အရေးပေါ်အခြေအနေပေါ့နော်အဲ့အခြေအနေဖြစ်တဲ့အတွက် ဟိုမန္တလေးတို့စကိုင်းတို့မှာဆိုအရန်ထိခိုက်ပါတယ်ကျွန်တော်အကိုတဝမ်းခွဲတို့ငါးထက်တိုက်တိုက်လုံးတော်မှာမြေထဲကျုံရတာပါတဝမ်းခွဲကျွန်တော်တို့အဲကိစ္စတွေအောင်မှာကျွန်တော်အခုတွေးနေခံစားနေနေတော့မှာဒီအလုပ်ကိုတကယ်မှန်တိုင်းပြောတာပါဒီအလုပ်ကိုလည်းဒါကျွန်တော်တို့လုပ်ပေးရမယ်လုပ်ဆောင်ပေးရမယ်ဖော်ဆောင်ပေးရမယ်အတွက်ရင်ထဲမှာအဲ့လိုကိစ္စတွေရှိနေတာတော့မှာကျွန်တော်ဒီမှာဒီလို့မပြောင်းလာလုပ်ပေးတာပါခင်ဗျာဒီထဲမှာညီမတနိုင်ငံလုံးနဲ့အတူကျွန်တော်ထပ်တူဝမ်းနေပါတယ်အားလုံးအိတ်တလုံးဖြစ်ဖို့ဆိုတာမလွယ်ပါဘူးအိတ်တလုံးအိတ်ပိုင်းတလုံးရဖို့ဆိုတာမလွယ်ပါဘူး အိမ်ကြီးယာကြီးအိမ်ကောင်းယာကြီးဆိုတာပို့တော့မလွယ်ပါဘူးကျွန်တော်အဲ့လိုအိမ်တွေဆုံးရှုံးသွားတဲ့မိသားစုတွေဆုံးရှုံးသွားတဲ့မိသားစုဝင်တွေအတွက်ကျွန်တော်တို့တကယ်စိတ်မကောင်းဖြစ်ပါတယ်ပြီးတော့ဒီကနေ့လည်းကျွန်တော်တို့ဟိုအမြန်ဆုံးဆင်ပြေပါသေးဟိုဟိုတတ်တာပါသေးပြန်လဲနလန်ထူနိုင်ပါသေးလို့ကျွန်တော်ဒီကနေ့ပဲဆူတောင်းမိတာပို့နေဝန်ထဲကြောင်းလေးပြောပြချင်ပါတယ်မပြောပြပြောပါဦးပါတယ်မလည်းထပ်တူပဲပေါ့နော်စိတ်မကောင်းဖြစ်တာတော့ထပ်တူပဲ ောဘယ်လိုလဲဆိုတော့ဒီမမြဲခြင်းတရားတွေပေါ့နော်မနေ့ပိုင်းကအားလုံးကအတူတူပဲပြောဟုတ်တယ်မနေ့တိရောအားလုံးကပြောပြောရှင်းစားနောက်နေတော့မဟုတ်ရောက်ကွာအားလုံးကဆက်သွယ်ပြီးပြက်ကုန်ဟုတ်ဖုန်းတွေလည်းမရဆက်သွယ်ပြီးလည်းမရအရန်စိတ်ပူပါပြီးတော့အရန်ဟိုဘယ်လိုပဲစိတ်လုံးစိတ်ချက်နေမဟောင်းဖြစ်တာပေါ့ကွာဟုတ်ဟုတ်ကျွန်တော်အကိုတဝမ်းခွဲပေါ့မန္တလေးကအကိုတဝမ်းခွဲဆိုရင်တို့ကငါးထက်တိုက်ပေါ့နော်ငါးထက်တိုက်ရယ်တို့ကအမေရယ်တို့ကအပြင်ထွက်ပြေးပြီးွားရည်လွတ်ပြီးွားရည်ခင်ဗျ လွတ်ပြီးတော့မှအပေါ်မှာသူ့မေကြံခဲ့လို့ဆိုပြီးပြန်တက်ခေါ်တဲ့အချိန်မှာငါးထိုက်တိုက်တစ်ခုလုံးဂျုံဝင်သွားတာပါပြီးတော့ကြောင်းဘလို့ဖြစ်လဲဆိုတော့ဟိုတောမီလောင်တောကြောင်လက်ခမောင်းကပေါ့အဲငါးထိုက်တိုက်အကျွင်းအပိုင်းစားတွေထဲမှာကျွန်တော်အကိုတွေရဲ့ဟိုလက်ဝက်လက်စားတွေမိခင်တက်တာထဲမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးလည်းဟိုယူယူမရှာမတွေ့တော့ဘူးဗောနော်ဘယ်သူဘယ်ဝါယူရလဲမသိမယ်ကဲတဲ့လူတွေလည်းရှိမယ်အဲဒီမှာတောချောင်တွေလည်းရှိမယ်ကဲမလူတွေနဲ့ယူရလည်းရှိမယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါဒါတနိုင်ငံလုံးတိုင်းနိုင်ငံကြီးပါခံစားနေရတဲ့အတွက် အသက်မသေးတာတွေမဲ့အသက်အန္တရာယ်မထိခိုက်တာတွေမဲ့တော်တော်ကံကောင်းနေပြီလို့ဆိုရပါမယ်ခင်ဗျာကျွန်တော်အခုအသက်ရှင်နေတဲ့လူတွေလည်းနောက်ထပ်ဖြစ်လာနိုင်ခြေတွေကိုနည်းနည်းမှန်းဆပြီးတော့ဟိုစင်နေချင်းချင်းတတိရှိလေးနေဖို့ကိုကျွန်တော်ဒီကနေကျွန်တော်အမမပုံမနဲ့ကျွန်တော်မင်းပိုင်ရနေပြီးတော့ဒီဆိုင်ကြောင်ပြောချင်ပါတယ်ခင်ဗျာဟုတ်မလွတ်သွားဘူးခင်ဗျာသူ့အမေကိုပြန်ခေါ်ပြီးတော့သူ့ပါတခါလဲပါပြီးတော့အခုတမိသားသူလုံးကတော့ပါရဲ့ဟိုဟာအိဋ္ဌာဖြစ်သွားတာပေါ့ခင်ဗျာ ဒါအဲ့လိုအပ်တည်ပါရခင်ဗျာအဲ့လိုဖြစ်ပြက်မျိုးတွေလည်းအခုမန္တလေးမှာလည်းအများကြီးပါပဲကျွန်တော်အကိစ္စတွေကိုရင်းနေထည့်လာလို့မရပါဘူးဒီမှာကျွန်တော်ကျွန်တော်အမှုပညာကျွန်တော်အပြုံးနေပျော်ရွှင်မှုလေးတွေပေးရမယ်ဖြစ်တဲ့အတွက်ကျွန်တော်ရင်းနေမှာတော့အကိစ္စတွေရှိနေပါတယ်ဝမ်းနည်းနေပါတယ်ခံစားနေရပါတယ်ခင်ဗျာကောင်းဖြစ်ပါတယ်ကျွန်တော်ရင်းနေကပြောတာပါခင်ဗျာကိုကြီးဝင်းရရင်တော့ကျွန်တော်ဒီဟာပြီးရင်တော့ကျွန်တော်တို့ဂရုလေးတစ်ခုဖွဲ့မယ်ပေါ့ကျွန်တော်တို့ဟိုစကိုင်းမန္တလေးကိုဟိုဟိုငလင်းပန်းငလေးဒန်ဘေးသိပြည်သူတွေအတွက်ကျွန်တော်တို့ဟို pride အဖွဲ့လေးခောက်ရမုံငွေလေးကောက်မယ်ကောက်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကိုကြ တက်နိုင်ဆိုသွားလူပြီးတော့ကျွန်တော်လူငယ်အဖွဲ့ကြီးစဉ်းစားထားပါခင်ဗျာဟုတ်ခေါင်းလေးမခေါင်းမဲအမခေါ်ပါမဟုတ်အမပါတော့လဲအားရှိတာဟုတ်ဟုတ်တကယ်စိတ်မကောင်းပါဘူးမအမဒီနေရာမှာလဲငိုငိုလို့မရဘူးလေငိုလို့မရဘူးဆိုတော့ဟုတ်တယ်အမတညာလုံးအိတ်လို့မရဟုတ်တယ်အမတညာလုံးအိတ်လို့မရဘူးဟုတ်အမတညာလုံးအိတ်လို့မရဘူးတကယ်ပါချက်သိန်းတွေဖြန်းဖြန်းဖြန်းထားတယ်အနှိမ့်စမြင်ကွင်းတွေကဟိုကျွန်တော်ဒီနိုင်ငံမှာဟိုတခြားကိစ္စနဲ့မြင်နေရပြီဆိုပေမဲ့ဒီဒီလိုမျိုးတဘာဝဘေးရနေငလင်ကိုကျွန်တော်ကျွန်တော်အသက်အရွယ်မှာအခုမှဒီလို ဟိုအသက်ဘေးတွေမိသားစုဘေးတွေကြုံနေတယ်ကျွန်တော်ကြုံမှုတွေအတွက် surprise လည်းဖြစ်ရတယ်ဝမ်းလည်းနေရတယ်ဘယ်လိုပြောရမလဲဖြည့်လည်းဖြည့်မစီနိုင်ဘူးတကယ်တညာလုံးလည်းတကယ်အိတ်မပြောပါဘူးခင်ဗျာဟုတ်ကြီးရဲ့တဘာဝဘေးရနေဆိုတာဒါဟိုမျောလင်းလာလို့မရဟုတ်ခံမနာလို့မရဖြစ်ခဲ့တယ်ဒါပေမဲ့ဘယ်အရာမှမဆိုဖြစ်ပြီးသွားရအောင်ပါလို့ရအသက်မသေးသေးရတော့အများနဲ့ပြန်ထားရမှာပဲဟုတ်တယ်ဟုတ်လားအဲ့တော့ပြန်ထားရမယ်အဲ့တော့အားလုံးပဲဒီနေရာကနေပြီးတော့မဟုတ်ပုံမှာပြောချင်တာလေးကတော့ဟိုပါလေ fighting မှာလို့နော်ဟုတ်ပုံမှာလည်းပြန်ပြန်ပြီးကျမ်းမအောင် ပြန်နေပါဘောကပြန်စားလို့ရပါတယ် ဟိုငွေကြေးဆုံးရှုံးမှုတဲ့နော်အသက်အန္တရာယ်ကျန်းမာရေးကအရေးကြီးဆုံးဖြစ်ပါတယ်ဟုတ်တယ်ခုမှရှိနေလက်ခြေကောင်းလက်ကောင်းနဲ့အသက်ရှင်နေတာကိုပဲတော်တော်ကျေးဇူးတင်နေတယ်နော်မနော်ဖိုက်တင်ပါလို့ဟုတ်ကျွန်တော်တို့မောင်နှမနီအောင်လောကနေပြီးတော့တေချာလေးနှုတ်ဆက်ပါတယ်အားလုံးဝါသစ်ကောင်းကောင်းမွန်ပြန်ဆပါအိမ်သစ်ရာသစ်တွေပြန်ရကြပါစေငလင်တန်ဘေးသဘောဘေးရန်တွေမင်းဘေးရာသာဘေးကျန်တဲ့ဘေးအားလုံးကင်းရှင်းကြပါစေလို့ကျွန်တော်နှစ်သစ်မင်္ဂလာမှာကျွန်တော်စိတ်မကောင်းခြင်းနဲ့အတူကျွန်တော်တို့မောင်နှမနီအောင်ဆူတောင်းပေးလိုက်ပါတယ်နော်ဟုတ်